မင်္ဂလာပါရှင်မိုတာမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတာဟာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအနီရောက်ရောင်စီစနေဖြစ်တဲ့ forward looking infrared flare စနစ်တွေကို drone တွေမှာတပ်ဆင်အသုံးပြုလာခဲ့ရာတိုင်းဒါလနဲ့ကန်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒေသပိုင်းတွေမှာတော့ NASA ကရဲ့ drone တပ်ဖွဲ့က forward looking infrared flare စနစ်တွေကိုအသုံးပြုနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ဗီဒိန်နိုင်ငံအခြေဆိုင်စီရေးလုံခြုံရေးအကြောင်းတွေကိုဖော်ပြနေရင်ဂျင်းတရင်ဌာနကဘလို့ဖော်ပြထားတယ်ဆိုတာနဲ့နာဆာကဒရုန်းတပ်ဖွဲ့ရဲ့ဒရုန်းတိုက်ခိုက်မှုစွမ်းရည်နဲ့ဤပညာပိုင်းတွေကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုဘလောက်အထိထိုးနှက်ချက်ဖြစ်လာတယ်ဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ like and share လုပ်ပေးပါဦးရှင် ပရိသတ်ကြီးရဲ့ NASA ကဟာပြီးခဲ့တဲ့နှစ်မှာ drone တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးနောက်ဖြစ်ပွားလေးရဲ့အရှင်ကြီးရဲ့တိုက်ပွဲတွေမှာ drone တွေကိုအရင်ကထက်ပုံမှုအသုံးပြုတိုက်ခိုက်လာခဲ့ရာတိုင်းသာလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေပုံမှုအထိနာနေတယ်လို့သိရပါဗျ။ NASA ကဟာ drone တွေကိုပို အသုံးပြုတိုက်ခိုက်မှုတွေအပြင် drone တွေမှာအနီအောက်ရောင်ကြီးစနစ် forward login infrared flare စနစ်တွေအသုံးပြုတိုက်ခိုက်တာတွေလည်းရှိလာနေတဲ့အတွက် တိုင်းသားလည်းနဲ့ကိုင်းအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာအခက်အခဲများစွာရင်ဆိုင်လာရတယ်လို့သိရပါဗျ။ NASA ကတပ်တွေဟာလက်ရှိချိန်မှာနေပြူဟာမြောက်တိုက်ခိုက်ရေးဒရုန်းတွေအတွင်အနီအောက်ရောင်စီစနစ် forward looking infrared စနစ်တွေကို အသုံးပြုကမောင်းသူမဲ့လေရင်ဒရုန်းတွေရဲ့စွမ်းရည်တွေကိုမြင့်တင်နေရလို့ပြည်တိုင်းနိုင်ငံအခြေဆိုင်စီးရေးလုံခြုံရေးနဲ့ဆက်စပ်တဲ့ထောက်လိုင်းအကြောင်းတွေကိုဖော်ပြတဲ့ Jane Information စာပေသတင်းဌာနကဖော်ပြထားပါဗျ။ အရှိန်မြင့်မာနေတဲ့ drone စစ်စင်ရေးတွေမှာအပူလိုင်းနဲ့ပုံဖော်တဲ့ power login infrared flare စနစ်ဒီပညာစတင်အသုံးပြုခြင်းကိုတမရာကိုလိုလာထောက်ခံတဲ့လူမှုကွန်ရက်တွေရဲ့ဗီဒီယိုရုပ်သံမှတ်တမ်းတွေမှာဖေဖော်ဝါရီလ9ရက်နေ့ကတွင်မြင်ခဲ့ရတယ်လို့ဂျိန်းသတင်းဌာနကဆိုပါတယ်။တမရာကိုလိုလာထောက်ခံတဲ့လူမှုကွန်ရက်တွေရဲ့ဗီဒီယိုရုပ်သံမှတ်တမ်းတွေမှာတွင်မြင်ရတဲ့ရုပ်သံမှတ်တမ်းတွေမှာ drone မှာတပ်ဆင်ထားတဲ့ player camera နဲ့ရိုက်ကူးဖော်ပြထားမှုဟာ ဖေဖော်ဝါရီလ6ရက်နေ့ကကချင်ပြည်နယ်ဗမော့ထောင်အတွင်းနဲ့ပတ်ဝန်းကျင်ညတိုက်ဝဲကိုဖော်ပြထားတာဖြစ်တယ်လို့ဆိုပါတယ်။ဗမော့မျိုးဟာကချင် KIA နဲ့ PDF လက်နက်ကအဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးတော့တမ်မတော်ကိုထိုးစစ်စင်တိုက်ခိုင်းနေတဲ့မျိုးလည်းဖြစ်ပါတယ်။အပူလိုက်နဲ့ပုံဖော်ခြင်းဟာအဆောင်နေကြနဲ့အဆောင်အတွင်းနေတဲ့ကျေးလွားနေရဲ့လက်နက်ကင်တပ်ဖွဲ့ဝင်တအူးချင်းစီကိုမောင်းတူမေတိုက်ခိုက်ရေးလင် UCAV ပေါ်ကနေဘုံကျဲတိုက်ခိုက်နိုင်အောင် ပြင်းမဲ့ကိုချိန်ရွယ်ပေးနိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။အနီရောက်ရောင်ကြီးစနစ် forward looking infrared flare စနစ်ဤပညာတွေကိုမြန်မာလေတက်က MI35 အမျိုးအစားရဟရှင်နဲ့တကြားစစ်လေယာဉ်တွေမှာအသုံးပြုနေတာဟာကာလကြာမြင့်ပြီးဖြစ်ပေမယ့်မောင်းသူမြေတိုက်ခိုက်ရေးလင်းသို့မဟုတ် drone တွေမှာတက်စင်အသုံးပြုမှုတွေကို2025ခုနှစ်မှာဖြစ်ပွားတဲ့ဗမာမြို့တိုက်ပွဲအတွင်းစတင်အသုံးပြုတာမျိုးဖြစ်တယ်လို့ ဗီဒိန်နိုင်ငံအခြေစိုက်ဂျိန်းအင်ဖော်မေးရှင်းစာပေသတင်းဌာနက ဖော်ပြထားပါတယ်။အလျောင်းရောင်ကြီးစနစ် Forward Looking Infrared Flare စနစ်ဒီပညာတွေကို drone တွေမှာတပ်ဆင်အသုံးပြုခြင်းဟာ NASA ကရဲ့ drone တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ကတောင်ပန်လယ်နဲ့တောင်ပန်ဒေသမောင်းသူတွေတိုက်ခိုက်လေရင်တွေကိုထောက်လန့်ရေးနဲ့တိုက်ခိုက်လုပ်ငန်းတွေအတွက်တနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာလျင်မြန်စွာတိုးချဲ့မှုတွေအနေနဲ့နောက်ဆုံးအခြေအနေတစ်ခုလည်းဖြစ်ပါတယ်။အလွန်ကြက်ပြက်တဲ့အစီအပြေမှာ အဲ့ဒီအနီအောင်ရောင်စီစနစ်ကိုဖြန့်ကျက်နိုင်တဲ့ဉာဏ်ဆန်မှုအပေါ်မူတည်ပြီးအဲ့ဒီစနစ်ကို drone တွေမှာအသုံးပြုလာတာကြောင့် NASA ကကိုစမ်းကျင်နေတဲ့လက်နက်ကအဖွဲ့တွေဟာညဘက်တိုက်ခိုက်ရင်နဲ့တည်ယူပို့ဆောင်ရင်အပြင်စစ်စင်ရေးတွေမှာကြီးမားတဲ့စိန်ခေါ်မှုကိုပုံမဖြစ်လာပဲရှိနေပါတယ်။လက်ရှိချိန်ထိလေကြောင်းကနေညဘက်အနောက်ရက်ပေးနိုင်မှုဟာမြန်မာလေတပ်ရဲ့တောင်ပန်သေးလေရင်တွေများသောအားဖြင့်ရုရှားလို့ရဝမ်းတာတီအပေါ်စားတိုက်ခိုက်ရင်နဲ့အမောင်းတီကျက်လေရင်တွေရဲ့ အချိန်တို့ပြီးတိကျမှုနေတဲ့တိုက်ခိုက်မှုသာရှိခဲ့တယ်လို့ဆိုပါတယ်။မကြသေးမီလတွေအတွင်း NASA ကဟာတိုက်ပွဲတွေမှာလူလိုက်ပါနိုင်တဲ့စက်တက်လေးတိအသုံးပြုမှုကိုပုံမကျပြန်းစွာအသုံးပြုလာခဲ့ပြီးတော့2025ခုနှစ်အတွင်းစက်တက်လေးတိအသုံးပြုတိုက်ခိုက်မှုအကြိမ်ရေအတွက်အနည်းဆုံး25ကြိမ်ခန့်ရှိရလို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းမိဒီလာရှန်တက်လေတက်ကနေစက်တက်လေတိအသုံးပြုတိုက်ခိုက်မှုကို ကနေဦးအသုံးပြုခဲ့တယ်လို့မှတ်တမ်းတင်ထားပြီးတော့အဲ့ဒီစက်တက်လေးတွေကိုအလဲပိုင်းဒေတာတွေဖြစ်တယ်။မန္တလေး၊မကွေးနဲ့သကိုင်းတို့မှာပထမဖြန့်ကျက်ခြားထားတိုက်ခိုက်ခဲ့ပြီးအဲ့ဒီနောက်ဘကုအနောက်ပိုင်းနဲ့အေရာရီတိုင်းဒေတာကြီးဘက်ကိုပြန့်နှံ့လာတယ်လို့ဗီဒီယိုအခြေဆိုင်စစ်ထောက်လှမ်းရေးဆိုင်ရာသတင်းဌာနကဖော်ပြထားပါတယ်။အဲ့ဒီစက်တက်လေးတွေဟာထုတ်လုံမှု ကုန်ကြစိတ်နေခြင်းလှုပ်ရှားနိုင်မှုနဲ့စစ်စင်ရေးရိုးရှင်းမှုအပြင် အချိန်ကြာကြာပြန့်တန်းနိုင်တယ်လို့ ်အရွယ်စားပုံမူတည်ပြီးအလေးချိန်15ကီလိုဂရမ်သို့မဟုတ်အဲ့ဒီအလေးချိန်ထက်တည်ဆောင်နိုင်မှု စားရည်အာသာချက်တွေရှိနေပါတယ်။ဒါပြင်စက်တက်လီထီတွေဟာ drone တိုက်ခိုက်ရေးကျန်းမာတွေကိုထိရောက်စွာကျော်လွှားနိုင်စွမ်းရှိနေပါတယ်။စက်တက်လီထီတွေကိုတိုက်ခိုက်ရေး drone တွေအဖြစ်ရုရှားနိုင်ငံမှာ2019ခုနှစ်ကံကထောက်လုပ်ခဲ့တဲ့အတွေ့အကြုံရုရှားအကြံဉာဏ်နဲ့ဤပညာအကူအညီတွေဟာ NASA ကရဲ့ drone တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ရဲ့ စက်တက်လေးတီအစီအစဉ်သစ်စတင်မှုနောက်ွယ်မှာအဓိကအားပေးမှုဖြစ်ပွဲရှိရလို့ဒီတဲ့အခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ဒုံးတက်ဖွဲ့ညွန်ကြားရေးမှူးချုပ်ဟာ NASA ကရဲ့ကြီးရည်လေးလေကြောင်းကကွယ်အရာရှိကြုံရုံလက်အောက်မှာရှိတယ်လို့ဆိုပါတယ်။2024ခုနှစ်မှာရုရှားနိုင်ငံဟာအစစ်မြစ်တင်ထားတဲ့ Orlandan E နဲ့ပုံမှုကြီးမာတဲ့ Orion 2အမျိုးအစားမောင်းသူငယ်ထောက်လှမ်းရေးလေယာဉ်တွေကိုမြန်မာနိုင်ငံကိုရောင်းချခဲ့ပြီး နာဇက်ကတက်တွေအသုံးပြုတာတွေရှိခဲ့ပါတယ်။ဒုံးတက်ဖွဲ့ညွန်ကြားရေးမှုရုံရဲ့လူကိုယ်တိုင်စောင့်ကြည့်နိုင်တဲ့ FPV အသေးကံကြောင်းအစီအစဉ်အသေးစားရဲ့အကန့်အသတ်ရှိရဲ့တိုးတက်မှုတွေမှာလေရုရှားနိုင်ငံသားအကြံပေးတွေရဲ့ကူညီပေးတဲ့အတိုင်းအတာကိုရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆိုပါတယ်။ရုရှားနဲ့မြန်မာတက်မတော်ကြားရင်းနှီးတဲ့ဆက်ဆံရေးတွေအပြင် FPV အမျိုးအစားကြောင်းစစ်စင်ရေးမှာရုရှားနိုင်ငံရဲ့များပြားတဲ့အတွေ့အကြုံနဲ့ယူကရိန်းစစ်ပွဲနှီးပြူဟာတွေအရာ ရုရှားအကူအညီမပါဘူးဆိုရင်တော့အံ့ဩစရာကောင်းမှဖြစ်ပါတယ်။နာဆာကဗမော်မျိုးတိုက်ပွဲတွေအတွင်းအစစ်မြင့်ဒရုန်းတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာခဲ့တဲ့အတွင်း KYU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်းနာနေရတယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။လက်ရှိချိန်မှာ KYU အဖွဲ့တောင်ဝန်ရှိသူတွေကိုယ်တိုင်နာဆာကတက်တွေအသုံးပြုနေတဲ့အနီအောက်ရောင်တီစနစ် forward looking infrared စနစ်နည်းပညာတွေတက်စင်အသုံးပြုနေတဲ့အစင်းမြင့်ဒရုန်းတွေကိုဘယ်လိုနည်းပြုအားနဲ့ ဖြစ်ရှင်းမလဲဆိုတော့အတိအကျမသိပဲဖြစ်နေတယ်လို့သတင်းတွေလည်းထွက်နေပါတယ်။ Facebook လူမှုကွန်ရက်မှာဆက်လက်နဲ့ပစ္စည်းအကြောင်းအရာတွေကိုရေးသားဖော်ပြနေရင် Technical Radar 2.0 page တစ်ခုကတော့နာဆကတက်တွေက အပူပုံရိပ်ဖို့ကင်မရာ၊တမေ IR flare forward looking infrared စနစ်တွေပါဝင်တဲ့ drone တွေအသုံးပြုတိုက်ခိုက်လာတာဟာ NASA ကိုစံကျင်နေတဲ့နနက်ကအခွဲတွေအတွက်ပိုတတိထားရမယ့်ကိစ္စဖြစ်လာပေမယ့် NASA ကတက်တွေမှာအရင်တည်းက တရုတ်ထုတ်စီးရိတ်သတင်းရုရှားထုတ်အော်လန်တန်အီလိုစစ်သုံးအဆင့် drone တွေရှိပြီးသားပဲဒီ drone တွေမှာလည်းတာမဲစင်ဆာတွေတက်စင်လို့ရနိုင်နေသုံးနေနိုင်နေ NASA ကမှအရင်ကတည်းကအထိုက်အလျောက်တာမဲ flyer capability ရှိပြီးသားလို့ပြောလို့ရနိုင်မယ်ထင်တယ်အခုဗမော်တိုက်ပွဲတွေမှာစာတတိထားမိလာပြီးတော့တွေးလာရတာကတော့စကားစာရေးအရက်ဖက်သုံး CODS drone တွေမှာတာမဲစင်ဆာတွေတက်စင်ထားမျိုးပါ တာမဲစင်စာဆိုတာနီးပညာအသစ်စံမဟုတ်ပေမယ့် NASA ကဘက်ကနေတာမဲစင်စာတက်ဆင်ထားတဲ့ drone တွေပို့ပြီးဖြန့်ကျက်ချထားနိုင်မယ်ဆိုရင်လည်းနဲ့ကန်အဖွဲ့တွေလှုပ်ရှားရတာပို့ပြီးတော့ခက်ခဲလာနိုင်တယ်တာမဲဖလဲရရဲ့သဘောတရားကပဝန်းကျင်ရဲ့အပူထုတ်လွှတ်မှုတွေကိုစင်စာနဲ့ဖမ်းယူပြီးရုပ်ပုံတစ်ခုထုတ်ပေးနိုင်တာဖြစ်ပါတယ်။ကောင်းတာကတော့ target detection ပြတ်မှတ်ရှာဖွေတာအရန်ကောင်းတဲ့ပဝန်းကျင်အပူချိန်တဲ့လူရဲ့ခန္ဓာကိုယ်ကပို့ပြီးပူတာကြောင့် White Hall မှာဆိုရင် အနက်ရောင်နောက်ခံမှာလူရဲခန္ဓာကိုယ်ကထွက်တဲ့အဖြူရောင်ကိုထင်းကနေမြင်ရစေပါတယ်။မိကိုရီ၊မြူရီတိပင်ချုံတဲ့အတော်အသင့်ကွယ်နေရင်တော့ဖောက်ပြီးမြင်ရနိုင်ပါတယ်။နောက်တစ်ချက်ကတာမယ်ဖလေယာတွေအလုတ်လုတ်ဖို့အလင်းမလိုပါဘူး။ဒါကြောင့်အလင်းအားနည်းတဲ့ညဘက်တွေဆိုရင်တာမယ်တွေတုံးပြီးတော့ညဘက်မှာလှုပ်ရှားစစ်စဲနိုင်တယ်။ဒါပေမဲ့တာမယ်ဆိုတာက night vision တော့မဟုတ်ပါဘူး။ night vision ဆိုတာက ရှိနေတဲ့အလင်းနည်းနည်းလေးကိုချက်ပြီးတော့မြင်ရလို့တာပါ။ ဒါကြောင့်အလင်းလုံးဝမရှိရဲ့အဆောက်အဦတွေမှာလာရောက်ကြဲရောက်မရှိရဲ့ညတွေမှာဆိုရင် night vision ကချက်ပေးစရာ light ဆုလုံးဝမရှိရာကြောင့်အဆင်မပြေတက်ဘူး။တာမယ်ကတော့ပဝန်းကျင်မှာအလင်းလုံးဝမရှိလဲအလုတ်လုံနိုင်ပါတယ်။အားနည်းချက်ကတော့စင်စာရဲ့ resolution ပေါ်မှုတည်ပြီးတော့တာဝေးပြင်မှတ်တွေကိုကြည့်ဖို့ခက်ခဲနိုင်ပါတယ်။ပုံရိပ်တွေကိုအပူချိန်ပေါ်မှုတည်ပြီးတော့အပြုံမဲနေနေမြင်ရတာကြောင့်လူဆိုတာပဲမြင်ရပြီးဘယ်သူလဲဆိုတာသိနိုင်ဖို့ positive identification လောက်ရတာခက်ခဲစေပါတယ်။ဒါမဲ့စင်စာနဲ့ဆိုရင် အပူချိန်ပေါ်မှုတွေပြီးအဖြူမဲ့ပဲမြင်ရတယ်။လက်မောင်းတဆိတ်တွေကိုမြင်ရမှာမဟုတ်ဘူး။အင်ဂျီဘော်ကစာသားအမှတ်သားတွေကိုမြင်ရမှာမဟုတ်ဘူး။ကားနံပါတ်ပြကိုတော့ဖတ်လို့ရမှာမဟုတ်ပါဘူး။လှုပ်ရှားစစ်ကြောင်းတွေကိုရင်ဆိုင်ရတဲ့အခါမျိုးမှာတော့တာအမေရိကန်အတော်အသုံးဝင်နေ။ combat footage တွေရှိထားပြီးမယ်။အဲကြောင့်မျိုးမျိုးကြောင့်ထုံမပြဖြစ်ခဲ့ဘူးလို့ပြောတယ်။နာဆာကတပ်တွေကတာမေဖလေယာစင်စာစနစ်တက်ဆင်ထားတဲ့ ဒရုန်းတွေရှိလာတာသူတို့တပ်ဖွဲ့တွေကြားမှာပိုပြီးလက်လန်းမိလာတာဖြစ်ပြီးလက်နက်ကောင်အဖွဲ့တွေတတိထားရမယ့်ကိစ္စဆိုတာကငင်းစရာတော့မလိုဘူးဆိုပြီးတော့ခြေသားဖော်ပြခဲ့ပူပါတယ်အဲဒီချိန်မှာ NASA ကရဲ့ဒရုန်းတပ်ဖွဲ့တွေအုံပြုနေတဲ့ဒရုန်းတွေကအစင်းမြင်ပြီးနှိပညာပိုင်းမှာပုံမအစင်းမြင်လာတယ်လို့ NASA ကကိုစန့်ကျင်နေတဲ့လက်နက်ကောင်အဖွဲ့တွေလူပုဂ္ဂိုလ်တွေကိုယ်တိုင်ဝန်ခံပြောဆိုလာပြီးဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာပါဝင်တဲ့လက်နက်ကောင်အဖွဲ့ဝင်တအူးကလည်း နာဆက်ကတက်တွေဟာအနီအောက်ရောင်ကြီးစနစ်တုံးတဲ့ဒရုန်းတွေကတလလောက်ရှိပြီးကျွန်တော်တို့မှာထိခိုက်မှုကတော့အနည်းနဲ့အများတော့ရှိပါတယ်။ဒါပေမဲ့အရန်ကြီးစိုးရင်ရလားဆိုတော့မစိုးရင်ရပါဘူး။ကျွန်တော်တို့မှာဇမ်ပါရေဒီယိုလိုင်းဖြတ်ဆက်ရှိတယ်လို့ရုံးကလာတာနဲ့အတန်ကြားနေရတဲ့အခါကျတော့ပြင်ဆင်ခြင်းရှိပါတယ်။ဒါပေမဲ့လေကျွန်တော်တို့အဖွဲ့တွေဘလောက်ပဲပြင်ဆင်ပြင်ဆင်ထားကြလာရင်လည်းကအရန်ပောက်ခွဲရပြင်းတဲ့အခါကျရင်ခန်းစားလိုက်ရတာတွေရှိပါတယ်။ ထိခိုက်မှုတော့ရှိပါတယ်ဆိုပြီးပြောဆိုထားကြောင်း RFP သတင်းဌာနကမလ9ရက်နေ့ကဖော်ပြခဲ့တဲ့သတင်းတရထဲမှာအခုလိုမျိုးပြောဆိုထားကြောင်းသိရပါတယ်။စီရေးစိတ်ဝင်စားသူတဦးကလည်းဒရုန်းဤပညာပိုင်းမှာတက်မတော်ကလုံးဝတဆင့်မြင့်သွားတဲ့အနေအထားမျိုးရှိရင်တက်မတော်ရဲ့ဒရုန်းအသုံးပြုမှုတွေကိုဒီဇိုင်းမမက်လေးလာစောင့်ကြည့်မယ်ဆိုရင် ခေတ်သစ်စစ်ပွဲပုံစံမျိုးကိုဆင်နွှဲနိုင်ဖို့အတွက်ဤပညာပိုင်းတွေကိုရရှိဖို့ကြိုးစားတယ်။ပြီးတော့ဤပညာပိုင်းဆိုင်ရာအရာတော့ ရေရှည်မှာတက်မတော်ကအသာစီရလာနိုင်ပွဲရှိရယ်ဒရုန်းဤပညာပိုင်းနဲ့ပတ်သက်ပြီးတော့အသာစီရလာတာနဲ့အမျှအချိန်ကြာလာရင်တိုက်ပွဲရလက်တွေအလဲပြောင်းများစွာဖြစ်လာနိုင်ပွဲရှိပါတယ်ဆိုပြီးတော့ပြောဆိုထားပါတယ်လက်ရှိအချိန်မှာ NASA ကရဲ့ဒရုန်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုစံရင်ပိုင်းဟာပုံမတိကျကောင်းမွန်လာတဲ့အတွက် NASA ကဒရုန်းတပ်ဖွဲ့တွေကစစ်ပွဲကိုအလဲအပြောင်းလုံးနိုင်ပွဲရှိရလို့တုံသက်ပြောဆိုတာပဲလည်းရှိနေပါတယ်မြန်မာနိုင်ငံရှိတိုင်းဒါလနဲ့ကအခွဲအများစုမှာ ဈေးဘက်သုံးဈေးမစနစ်ကောင်းကောင်းမရှိသလိုဈေးဘက်သုံးဈေးမအရေအတွက်အလုံးလောက်မရှိရတဲ့အတွက်နာဆက်ကဒုံတက်ခွဲရီအနေနဲ့ရန်သူစကန်တွေကိုတိုက်ခိုက်ရှာမှဒုံတွေကိုတစင်းချင်းအသုံးပြုခြင်းထိန်ဒုံတွေကိုအုပ်လိုက်အသုံးပြုတာမျိုးလှုပ်တင်တယ်လို့အကြံပြုတာတွေရှိနေပါတယ်ဘလိုပင်ဆိုနေစေကမူနာဆက်ကရဲ့ဒုံတက်ခွဲရီဟာရန်သူတွေကိုညဘက်မှာတိုက်ခိုက်နိုင်စွမ်းရှိလာတဲ့အတွက်တိုင်းသားလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ ညအချိန်မှာလည်းအိတ်ကောင်ကျင်းမအိတ်ရတဲ့အခြေအနေမျိုးတွေပုံမရင်ဆိုင်ရွယ်ရှိနေပါတယ်။ဘလို့ပင်ဆိုနေစေကမူနာဆာကရဲ့ဒုံးတက်ခွဲတွေကဒုံးစစ်စင်ကြီးတွေမှာအပူလိုင်းနဲ့ပုံဖော်တဲ့ forward looking infrared flare စနစ်ဒီပညာအသုံးပြုတိုက်ခိုက်လာခြင်းဟာတိုင်းသားလည်းနဲ့ကောင်အခွဲတွေနဲ့ PDF အခွဲတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေဖြစ်လာပေမဲ့နာဆာကတက်တွေအတွက်တော့တိုက်ဝဲရလက်တွေကိုအလဲပြောင်းလုံးဆောင်နိုင်မဲ့တိုးတက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ PDF အဖွဲ့ဟာအရင်က drone တွေကိုအတေးကတာအသုံးပြုပြီး NASA ကတပ်တွေကိုလက်အုပ်မှုယူဖို့ကြိုးပမ်းခဲ့ပေမယ့်လက်ရှိအချိန်မှာ NASA ကတပ်တွေရဲ့ drone တိုက်ခိုက်မှုကိုရင်ဆိုင်ဖို့အခက်အခဲများစွာရင်ဆိုင်နေရလို့သိရပါတယ်။ NASA က drone တပ်ဖွဲ့တွေရဲ့ drone ပညာပိုင်းပုံမတိုးတက်လာမှုနဲ့အတူ drone တွေကိုလက်ရှိထိအရှိန်မြင့်တိုက်ခိုက်လာမယ်ဆိုရင် PDF အဖွဲ့တွေဟာစိတ်ခံယုံကတပါတခြားနည်းလမ်းမရှိဘူးလို့လည်းလူမှုကွန်ရက်မှာမှတ်ချက်ပြုရေးသားတာတွေရှိလာနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း NASA က drone အစင်းရေများများအသုံးချပြီးထိုးစစ်အရှိန်မြင့်လာမယ်ဆိုရင်တိုက်ပွဲရလက်အလက်ပြောင်းများစွာဖြစ်လာဝဲရှိနေပါတယ်။ NASA ကလက်ရှိချိန်မှာတရုတ်နိုင်ငံတို့တိုက်ခိုက်ရေးသုံး drone တွေ၊ကင်းထောက် drone တွေ၊ရုရှားနိုင်ငံတို့ drone တွေကို ပိုင်ဆိုင်ထားသလိုပြည်တွင်းမှာလည်းကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ drone တွေရှိနေပါတယ်။ NASA ကရဲ့ drone တပ်ဖွဲ့တွေဟာတိုက်ပွဲရလက်တွေကိုအလက်ပြောင်းဖြစ်လာအောင်လာမယ့်တိုက်ပွဲတွေမှာ drone တွေနဲ့နေရောညပါအသုံးပြုပြီး ားလက်ကောင်းလေးဘလောက်အထိရယူနိုင်မလဲဆိုတာစိတ်ဝင်စားပွဲစောင့်ကြည့်ရပွဲရှိနေပါရဲ့ရှင်